others, they seem to all be nuclear testing. အမေရိကန်ရဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေပြန်ဆဖို့သမ္မတထရန့်ကညွှန်ကြားခဲ့ပါတယ်။နျူကလ িয়ার လက်နက်တွေစမ်းသပ်မှုအစီအစဉ်တွေချက်ချင်းပြန်ဆဖို့ကာကွယ်ရေးဝန်ကြီးဌာနကိုညွှန်ကြားလိုက်တာပါ။တောင်ကိုရီးယားနိုင်ငံမှာကျောင်းသမ္မတရှိနေတွေ့ဆုံဆွေးနွေးမှုတိုင်းမြန်မာနိုင်ငံထရန့်ကအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနပြည်တဲ့ပင်ကုံစစ်ဌာနချုပ်ကိုအဲ့ဒီလိုမိတ်ပေးခဲ့တာဆိုပါတယ်။အမေရိကန်ကနျူကလ িয়ার လက်နက်တွေစမ်းသပ်မှုရပ်ဆိုင်ထားတာ33နှစ်ရှိပါပြီ။ ဆန်ကာဘူးဆန်မှာရှီကျင်းဖြစ်တဲ့တွေ့ဆုံပေါ်မရိန်ဝမ်ရဟင်းနဲ့လိုက်ပါသွားချိန်မှာသူ့ဆုံးဖြတ်ချက်ကိုလူမှုကွန်ရက်မီဒီယာမှာရေးသားတည်ပြခဲ့တာဖြစ်ပါတယ်။ဘာကြောင့်ဒီလိုဆုံးဖြတ်တာလဲတော့မပြောတတ်ပါဘူး။တခြားနျူကလ িয়ার လက်နက်ပိုင်နိုင်ငံတွေကလည်းစစ်လက်နက်တွေစမ်းနေလို့ထရန့်ကလည်းဒီကိစ္စကိုပြန်ဆောင်းတင်အောင်လို့ရေးသားထားပါတယ်။ရှီကျင်းဖြစ်တဲ့တွေ့ဆုံပြီးအမေရိကန်ကိုပြန်လာခြင်း Air Force 1ပေါ်မှာထရန့်ကအဲ့ဒီသဘောထားထပ်ပြောခဲ့ပြီးတင့်တော်တဲ့ကာလတစ်ခုမှာအမေရိကန်ရဲ့နျူကလ িয়ার စမ်းသပ်မှုပြန်ဆောင်းမယ်လို့မှတ်ချက်ပေးပါတယ်။ ရုရှားဟာကမ္ဘာပေါ်မှာနျူကလ িয়ার လက်နက်အရေးအတွက်အများဆုံးပိုင်တဲ့နိုင်ငံဖြစ်အများစုကလက်ခံပေးမဲ့ထရန့်ကတော့အမေရိကန်ဟာအဲ့ဒီအစွမ်းထက်ဖြတ်အပြင်းလက်နက်တွေအများဆုံးပိုင်ဆိုင်ထားတယ်လို့ပြောပါတယ်။ရုရှားကဒုတိယနေရာမှာရှိပြီးတရုတ်ကတော့အတော်လေးပြတ်ကျန်နေပြီပဲတတိယနေရာမှာရပ်တည်နေကြောင်းဒါပေမဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုအရေးတော်မှာ၅နှစ်အတွင်းတရုတ်ကလည်းအမိလက်နက်ကြောင်းထရန့်ကရေးပါလိမ့်။ တခြားနိုင်ငံတွေကလည်းနျူကလ িয়ার နဲ့ပတ်သက်လို့စမ်းသပ်မှုတွေလုပ်နေလို့သူကလည်းစစ်ဝင်ကြီးဌာနကိုအလားတူစမ်းသပ်မှုတွေအများပြန်စားဖို့ညွှန်ကြားခဲ့တာဆိုပါတယ်။ပြောရမယ်ဆိုရင်တော့လွတ်တော်ကအတီးပြုတ်မထားတဲ့အတွက်ကာကွယ်ဝန်ကြီးဌာနနဲ့မေကတော့တရားဝင်ဖြစ်နေသေးပါ။ထရန်ယူနီယံနဲ့နျူကလ িয়ার နဲ့စမ်းသပ်မှုဆိုတာကနျူကလ িয়ার ဘုံးတွေကိုဖောက်ခွဲတာလား၊တမမဟုတ်နျူကလ িয়ার ထိပ်ဖို့တက်နိုင်တဲ့ဒုံးကြီးတွေစမ်းသပ်တာလားရှင်းရှင်းလင်းလင်းမသိရပါဘူး။အဲဒီကြောင့်ဒီနောက်တွေကမြင်မဲ့ထရန်ကမဖြစ်ပါဘူး။ တရုတ်ဟာနိုင်ငံရဲ့နျူကလ িয়ার လက်နက်တိုက်ကိုဇက်တိုက်ချက်ထွင်နေခဲ့တယ်လို့ရုရှားကလည်းမကြောက်သေးဘူးကနျူကလ িয়ার စွန့်ရင်တောင်ခရစ်တွန်ကြီးစံသက်အောင်မြင်ကြောင်းကြေညာခဲ့တဲ့နောက်ထရန့်ကအမေရိကန်နဲ့နျူကလ িয়ার လက်နက်တွေပြန်စမ်းသပ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါလေရုရှားရဲ့လက်နက်နဲ့စံသက်မှုနဲ့ပတ်သက်လို့ထရန့်ကသမ္မတပူတင်ဟာဒုံးကြီးတွေရှောက်ဆန်းနေမဲ့စာစစ်ပွဲရဆိုင်ရေးကိုအာရုံစူးစိုက်တင်တယ်လို့မှတ်ချက်ပေးပါတယ်ဒီကြေညာချက်ဟာနျူကလ িয়ার တင်းမာမှုတွေမြင့်တက်တဲ့ချိန်နဲ့တိုက်ဆန်နေပါတယ်ရုရှားကလည်းမကြောက်သေးဘူးကစံသက်ထားပါလေ ပြောရမယ်ဆို2020မှာလက်နက်300ရှိကြတဲ့နေကနေ2025မှာ600အထိနှစ်ဆတိုးလာပြီးတော့2030မှာ1000ကျော်ဖြစ်ပြီမှန်းထားပါလိမ့်။တမန်ထရန့်ကအမေရိကန်ကပြန်မက်တွေနဲ့အမိလိုက်နေမှုဒီလိုလောက်တာလို့ကာကွယ်ပြောပေမဲ့ရုရှားနဲ့တရုတ်တို့နဲ့နျူကလ িয়ার ရွှေ့ချရေးဆွေးနွေးဖို့လည်းအများအပြားရှိတယ်လို့ပြောပါလိမ့်။ထရန့်ပြည်ညာချက်ကိုနိုင်ငံတကာတုံ့ပြန်မှုတွေအများဆုံးထွက်လာပြီးအားလုံးကတော့ကန့်ကွက်ပါလိမ့်။သူကိုယ်တိုင်ဆက်လက်ထုတ်လုပ်နေတဲ့ရုရှားကဒီလိုလောက်တာမတိမငြိမ်မှုခစ်တဲ့ကိုဥတီစင်နိုင်တယ်လို့သတိပေးနေပါလိမ့်။ နောက်ပြီးတော့ကုလသမဂ္ဂနျူကလ িয়ার နဲ့ပတ်သက်တဲ့ကုမ္ပဏီ IAEA တွေကလည်းပြင်းထန်ကန့်ကွက်ပါတယ်တရုတ်ကလည်းကဘာဟန်ချက်ထိန်းထားနိုင်ဖို့အမေရိကန်ကနျူကလ িয়ার စံသက်တာကိုရပ်ဆိုင်းထားတာဆက်ပြီးလိုက်နာဖို့တောင်းဆိုကြပါတယ်အမေရိကန်ပြည်တွင်းကဝေဖန်သူတွေဖြစ်တဲ့ဒီမိုကရက်မတ်ဒီနာတက်တက်စ်နဲ့လက်နက်ထိန်းချုပ်ရေးကျွမ်းကျင်သူဒါရာကင်ဘောတို့ကတော့ဒီမိန့်ကို ပြင်းထန်ရှုတ်ချပါတယ်ဒါရာကင်မောကစံသက်တာပြန်ဆိုင်ရင်စေသူလိများစွာကြိုးပမ်းခဲ့တယ်လက်နက်မပြတ်ပွားရေးကြိုးပမ်းမှုဟာတဲတဲ့ရည်သွန်ဖြစ်နိုင်ပြီး တခြားနိုင်ငံတွေလည်းစမ်းသပ်မှုပြန်ဆန်းအောင်ဖလုံးစော်ပေးတယ်လို့ဖြစ်တဲ့ဆိုပါတယ်ဒီဆုံးဖြတ်ချက်မတိုင်ခင်ကလည်း Trump ကရုရှားတရုတ်တို့နဲ့လက်နက်ထိန်းချုပ်ရေးသုံးဘွဲ့ဆိုင်ဆွေးနွေးကျင်တယ်ပြောခဲ့ပေမဲ့တရုတ်ကလက်တွေ့မကျဘူးဆိုပြီးပယ်ပူးပါတယ်ခုချိန်မီမြောက်ကိုရီးယားကလည်းအဓိကနျူကလ িয়ার နိုင်ငံကြီးတွေအားလုံးက1990ပြည့်နှစ်တကယ်ကစမ်းနာကိုရပ်ထားခဲ့တာပါ Reagan နောက်ဆုံးဆန်းသမှုကလည်း1992မှာဖြစ်ပါတယ်။တမနာထရန့်ဒီလိုရက်ကမျိုးဆက်တစ်ဆက်ကျော်ထိန်းထားခဲ့တဲ့ ိုင်ငံတကာသဘောတူညီချက်ကိုပြတ်ပြားစေနိုင်ပြီးအန္တရာယ်များတဲ့နျူကလ িয়ার ပြန်ဆန်မှုအဆင့်အသစ်ကိုဦးတည်စေနိုင်တယ်လို့ကျွမ်းကျင်သူတွေကအသုံးသတ်ကြပါတယ်။နောက်သတင်းပုတ်ပြောချင်ပါတယ်။ထရန်ကတရုတ်သမ္မတရှီကျင်းဖြစ်တဲ့တွေ့ဆုံတဲ့ကိစ္စဟာတကယ်ကိုအမခန်းလောက်စရာကိစ္စပါလို့ချီတူပြီးမြေရှားသတ္ထုတင်ကြပ်ဖို့အစီအစဉ်ကိုလည်းတရုတ်ကဆိုင်းငံ့ပေးလိုက်ပါတယ်။ထရန်နဲ့တရုတ်ကောင်ဆောင်ရှီတို့ဟာ၆နှစ်တွင်ပထမဆုံးချိန်တွေ့ဆုံခဲ့ရာ ကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံကြီးနှစ်နိုင်ငံကြားတင်းမမှုတွေရှော့ကျသွားရေးမျှော်လင့်ချက်တွေပေါ်ထွက်ခဲ့ပါတယ်။တောင်ကိုရီးယားမှာပြုလုပ်တဲ့တွဲဆုံဆွေးနွေးပွဲကိုထရန့်ကတကယ်အမခံပါလို့ပြောခဲ့ပြီးတရုတ်ဆိုရကတော့အဓိကကုန်သွယ်ကိစ္စတွေကိုဖြည့်ရှင်းဖို့သဘောတူညီမှုရခဲ့ကြောင်းသာပြောပါတယ်။ထရန့်ကတရုတ်ပေါ်အခွန်တွေစတင်စီးကျက်ခဲ့တဲ့အချိန်ကစလို့နိုင်ငံကြားဆက်ဆံရေးတင်းမာခဲ့ပြီးပေကျင်းကလည်းပြန်လည်ခွန်စည်းချက်တိုးမြှင့်ခဲ့ပါတယ်။ မေလမှာသဘောတူမှုတစ်ခုရခဲ့ပေမဲ့တင်းမာမှုကမြန်မာဆဲပါဒီကနေ့ပြုလုပ်ခဲ့တဲ့တွဲဆုံဆွေးနွေးပွဲဟာတရားဝင်သဘောတူညီချက်မရခဲ့ပေမဲ့ထုတ်ပြန်ကြေညာချက်မှာတော့သဘောတူညီချက်ရဖို့ပိုပြီးနှိစက်လာတယ်လို့ဖော်ပြပါတယ်။ကုံတော်ရဲ့သဘောတူညီချက်တွေဆိုတာပုံမှန်အားဖြင့်နှစ်ပေါင်းများစွာအချိန်ယူရလိမ့်ရှိပေမဲ့ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေများဟာခုလက်ရှိ trend ဆိုရတဲ့အတူကွဲပြားမှုတွေကိုလာနိုင်ငံတွင်ဖြည့်ရှင်းဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။ t r a n d r a ဒီကအောင်မြင်မှုကတော့ smartphone ကနေတိုက်လိုက်ရင်ထိထုတ်ရမှာဒီပါတဲ့မြေရှားသတ္ထုတွေပေါ်တရုတ်ကချမှတ်ထားတဲ့ပုတ်ကုံထိန်းချုပ်မှုအစီအမံတွေစိုင်းငံ့ဖို့သဘောတူခဲ့တာပဲဖြစ်ပါတယ်တရုတ်ကသဘောမလို့လဲ trend ကတော့အာရှနိုင်ငံ၅နိုင်ငံစီကနေရယူဖို့အတွက်ပြင်းထန်ကြိုးပမ်းလာတာတွေ့ရပါတယ်ရှင်မြူတက်ကြွအနေနဲ့တမန်ထရန့်ဟာတောင်ကိုရီးယားကနေဝါရှင်တန်ကိုပြန်လေရင်ပေါ်မှာသတင်းတောက်တူကိုပြောရမှာ တရုတ်အနေနဲ့မယုံနိုင်လောက်အောင်များပြတဲ့ပဲပီးဇက်နဲ့တခြားစိုက်ပျိုးရေးထွက်ကုန်တွေချက်ချင်းဝယ်ဖို့သဘောတူကြောင်းပြောပါလိမ့်။အမေရိကန်ကပဲပီးဇက်နဲ့စိုက်ပျိုးရေးထွက်ကုန်တွေတရုတ်ကိုပြန်တင်သွင်းနေတာဖြစ်ပါလေ။အဲဒီအမေရိကန်ကတင်သွင်းတဲ့ပဲပီးဇက်ပေါ်တရုတ်ကလက်တော့များခုံတွေချမှတ်ခဲ့လို့အမေရိကန်ရဲ့တင်သွင်းမှုကိုထိထိရောက်ရပ်တန့်စေခဲ့ပြီးထရန့်ကိုမဲပေးခဲ့တဲ့အင်အားစုဖြစ်တဲ့အမေရိကန်တောင်းသူလက်သမားပေါင်းများစွာထိခိုက်စေခဲ့ပါလိမ့်။ အချိန်ထဲမှာပဲ American ကို Fantanine စေဝါထုတ်ရမှာတုံးတဲ့ဓာတ်ပစ္စည်းတွေစီးစင်းမှုပေါ် American ကတရုတ်ဘော်ကောက်ခံထားတဲ့အခွန်တချို့ရုပ်သိမ်းပေးမယ်လို့ပြောပါတယ်။ Trump ဟာမူရစေဝါနှိမ်နင်းဖို့ပြက်ကွက်တယ်လို့ယူဆတဲ့ထိတ်တန့်မိဘကုံသွဲနိုင်ငံတွေပေါ်ပြင်းထန်တဲ့ခွန်တွေချမှတ်ခဲ့တာပါ။ဒါပေမဲ့တခြားအသွင်းကုန်ခွန်တွေဒီတိုင်းစက်တီရှိနေတယ်လို့ယူဆရပါတယ်။ထရန့်ဆိုရတရုတ်ဆိုရဟာအမေရိကန်နေပညာကုမ္ပဏီ NVIDIA ရဲ့အကြီးအကဲဂျက်ဆန်ဟွမ်နဲ့လည်းစကားပြောဆိုခွင့်ရရှိမယ်ဆိုပါလေ တရုတ်ကနီဗီးရီးယားထောက်လုပ်တဲ့အစင်းမြင့် chess ပြားတွေလိုအပ်ပေမဲ့ American ဆိုးရွားကနိုင်ငံတော်လုံခြုံရေးအကြောင်းပြပြီးတရုတ်ရဲ့ဝယ်ယူသုံးစွဲမှုကိုကန့်သတ်လိုနေတာဖြစ်ပါတယ်။နီဗီးရီးယားကုမ္ပဏီဟာပြောရမယ်ဆိုရင်တော့ American နဲ့တရုတ်တိုက်ပွဲကြားမှာကြားညက်နေတာဖြစ်ပါတယ်။ဒါအပြင်တရုတ်က Trump ကို AP လာမှာတရုတ်ကိုလာလည်ဖို့ဖိတ်ကြားပြီးမဲ့ဒါဟာဆက်ဆံရေးတိုးတက်လာခဲ့တဲ့နောက်ထပ်လက္ခဏာလို့ပြောရပါမယ်။ အပြင်ကားကြီးငြိမ်သက်နေတဲ့အတွင်းပြင်ရှိမဲ့တွင်းပိုက်မှာတော့ထွန်းအတွက်ရှီကျင်းဖြစ်နေတွေ့ရတာဟာအာရှခီးစဉ်ရဲ့အရေးကြီးဆုံးအစိတ်ပိုင်းဖြစ်ပါတယ်။သူတို့ကနှစ်ယောက်ထဲတနအိနေ့မိနစ်20ကြာဆွနေခဲ့တယ်ဆိုပါတယ်။တမနာရှိနဲ့တွေ့ဆုံပြီးထရန့်ဟာတခါတည်းဝါရှင်တန်ကိုလေရင်နဲ့ပြန်လာတာဖြစ်ပါတယ်။တမနာရှိကလည်းသူ့လေရင်နဲ့တရုတ်ကိုပြန်သွားတယ်လို့သိရပါတယ်။နောက်တင်ပုတ်ပြောချင်ပါတယ်။အရှေ့အာဖရိကမှာတန်ဇန်နီးယားနိုင်ငံမှာ အငြိပွားပေါ်ရွေးကောက်ပွဲပြုလုပ်ပြီးနောက်ဆန္ဒပြကန့်ကွက်မှုတွေဖြစ်ပွားခဲ့ပြီးအကြောင်းသားတွေအပြင်မထပ်ဖို့တားမြစ်လိုက်ပြီးတော့မဖြစ်မနေလုပ်ငန်းခွင်သွားဖို့လိုအပ်သူတွေကလွယ်လို့ဝန်ထမ်းတွေနဲ့အိမ်မှာပဲလုပ်လို့ဖို့အာဏာပိုင်တွေကအမိန်ထုတ်ပါတယ်။တန်ဇန်နီးယားမှာအများမကြမီအချိန်တွင်ပြင်းထန်တဲ့စန့်ကျင်ဆန္ဒပြမှုကြီးဖြစ်ပွားနိုင်ပါတယ်။ခုပြုလုပ်တဲ့ရွေးကောက်ပွဲမှာတန်ဇန်နီးယားကြီးဆုံးတိုက်ခန့်ပါတီဖြစ်တဲ့ချာဒီမာပါတီခေါင်းဆောင်အားရွေးကောက်ပွဲပြုရင်ပြောင်းလဲဖို့တောင်းဆိုခဲ့တဲ့အတွက် နိုင်ငံတော်အသစ်စာဖော်မှုနဲ့စွဲချက်တင်ခံထားပါတယ်ဒုတိယကြီးဆုံးတိုက်ခိုက်ပါတီ ACD ဝါဇာလန်တို့ကိုလည်းရွေးကောက်ပွဲကော်မရှင်ကအရေးချင်းမပြည့်မီကြောင်းဆုံးဖြတ်ပါတယ်ပါတီငယ်တွေကိုကိုစားပြုတဲ့တိုက်ခိုက်ကိုယ်စားလှယ်လောင်း16ဦးပါဝင်ရှင်ပြိုင်ပေမဲ့ဒုတိယသက်တမ်းဆက်အနိုင်ရဖို့မျှော်လင့်ရတဲ့တမရဆမ်မီယာဆူလူဟူတို့တော့စိန်ခေါ်မှုဖြစ်လာပွဲမရှိပါဘူးအာနာယစီစီယံပါတီဟာတန်ဇန်နီးယားလွတ်လပ်ရေးရရှိတဲ့1961ခုနှစ်ကတည်းကလက်ရှိချိန်ထိ နိုင်ငံကို အုပ်ချုပ်လာတာဖြစ်ပါတယ်မြို့တော်ဒါအစ္စလာမ်မျိုးနဲ့နီတဝိုက်မှာစစ်တပ်နဲ့ရဲဆက်စည်းကိတွေချထားပါတယ်။ညမထွေရမိထုတ်ပြမိမယ်ဆန္ဒပြမှုတွေညပိုင်းထိဆက်လက်ဖြစ်ပွားနေတယ်လို့တန်တမန်တွေကဆိုပါတယ်။နောက်သင်ပုတ်ပြောချင်ပါတယ်။ဘရာဇီးနိုင်ငံမှာရာဇဝတ်ကိုင်းတွေကြီးစိုးတဲ့နေရာကိုစစ်တပ်နဲ့ရဲစုစုပေါင်းတပ်ဖွဲ့ဝင်2500နဲ့စီးနှစ်တိုက်ခိုက်ရာအနည်းဆုံးလူပေါင်း64ဦးသေဆုံးတယ်လို့သိရပါတယ်။ ဘရာဇီးနိုင်ငံရီယိုဒီဂျေနီယိုမြို့တိုင်းမှာအကြီးမားဆုံးဒုစရိုက်နှင်နီမှုကြီးဖြစ်ပါတယ်။အဲဒီဒုစရိုက်မှုတွေလွှမ်းခြုံနေတဲ့ရပ်ကွက်ကြီးကိုရဲနဲ့စစ်သားအင်အားပေါင်း2500နဲ့ဝင်ရောက်နှိမ်နှင်ခဲ့ပါတယ်။လူအနည်းဆုံး64ယောက်သေပြီးစစ်ပွဲတစ်ပွဲအလားပြစ်ခတ်ပေါက်ကွဲလုံခြုံမှုတွေရှိခဲ့ပါတယ်။ရီယိုဒီဂျေနီယိုမှာလွန်ဩဇာကြီးမားတဲ့ Red Command တနည်းအားဖြင့် Commando Varma ဟိုဂိုင်းတို့ခြေဆိုက်ရာအလီမာဝန်နဲ့ပန်ဟာတိုက်တာအဆောင်တွေဝင်ရောက်စီးနှီးချေမှုန်းခဲ့တာဖြစ်ပြီး အလောင်းတွေလမ်းမတော်ပုံနေတယ်လို့ဒေတာခန်တွေကပြောပါတယ်မြို့တော်ကမြို့တော်ဝန်ကရီယိုမြို့တိုင်းမှာကြီးမားဆုံးရာဇဝတ်ကိုင်းနေနေမှုစစ်စင်ရေးဖြစ်ကြောင်းနဲ့မြို့တွင်းစစ်ပွဲလာပြင်းထန်ခဲ့တယ်ဆိုပါတယ်တေဆုံးသူ64ဦးထဲမှာရဲရရှိ၄ဦးလည်းပါပါတယ်တန်တရားတရားခံအနေဆုံး82ဦးကိုလည်းဘရာဇီးယားတစ်ဖက်ကဖမ်းလာပြီးမြို့တော်ဝန်ကမိမိတို့မြို့အတွင်းသမယိုးကြဖြစ်ဖြစ်နေတဲ့ရာဇဝတ်မှုတွေကြာရှည်စွာဆက်ရှိတော့မှာမဟုတ်ပဲမူရေးကြံဖက်ကန်နေနေတဲ့အခါမှာ ဒါဆိုရင်လည်းကြည်တဲ့ rifle တွေ drone တွေများပြားလာတဲ့မူရစ်စေဝါတွေတင်စီရမိတယ်လို့ရှင်းပါတယ် Red Command ဒုတိယဆိုင်ဂိုင်းဟာဘရာဇီးရဲ့တတန်းရင်ဆုံးဂိုင်းကြီးဖြစ်ပါတယ်ထပ်မံပြီးတော့နေပြည်တော်မှုတွေလှုပ်ဆောင်နေလို့ခုစစ်စင်ကြီးကိုဖော်ထုတ်ဖို့တစ်နှစ်လောက်အချိန်ယူပြင်ဆင်ခဲ့ရတယ်ဆိုပါတယ်ဒီဂိုင်းဟာအာနာရှင်လက်ထက်ကထောင်သားတွေစတင်ထူထောင်ခဲ့တဲ့ဂိုင်းဖြစ်ပါတယ်နောက်ပိုင်းတော့အမေရိကဒေါ်လာငွေရာဇဝတ်မှုများစွာအဓိကမှောက်ခိုးမှုတဲ့ဂိုင်းဖြစ်ပါတယ် ဒေသခံမီဒီယာတွေကဒုစရိုက်ဂိုင်းနီဘက်ကဒရုန်းသုံးပြီးလုံခြုံရေးတပ်ဖွဲ့တွေဗုံးကျတဲ့ခတ်ကြောင်းနဲ့ရဲတပ်ဖွဲ့ဝင်၄ဦးသေဆုံးကြောင်းပြောပါတယ်။လက်ရှိရီယိုမြို့မှာစာတင်ကြောင်း90ပိတ်ထားပြီးမလိုအပ်ပဲအပြစ်မထွက်ကြဖို့အစိုးရကတတိပေးချက်ထုတ်ထားပါတယ်။